အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာတင်ရှားတဲ့ Dutch Maha Hotel ကြီးအပါအဝင်နေရာများစွာကိုအကျန်းဖက်သမားတွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွေ့ပောက်ကွဲမှုတွေမိလောင်တဲ့မြင်ကွင်းတွေနဲ့အပြေးအလွှာရိုးရင်းစံကဖြစ်ခဲ့ရပါတယ်။အဲမြန်မာနိုင်ငံကတော့အဲ့ဒါလိုအဖြစ်မျိုးတွေကိုဒီတဲ့စောစောကတည်းကဖြစ်ပွားခဲ့တာပါ။မကြသေးခင်ကနှစ်ရှည်ထောင်တန်းနေချမှတ်ခံခဲ့ရတဲ့ဒီမိုကရေစီရေလှရှားသူတွေကိုဝေးလံခေါင်ဖျားထောင်နေစီကိုဇက်တိုက်ပို့ဆောင်နေစေဖြစ်ပါတယ် အဒီကနေ့မှာပဲတောင်းသားကောင်းဆောင်တွေဒီမိုကရေစီရေလှုပ်ရှားသူတွေတန်ကားတော်တွေကိုအ ਨੇ စုံ21ယောက်ကိုတိုင်းနယ်ပြည်နယ်အသီးသီးကနေထောင်မျိုးစုံစီခွဲခြားပို့ဆောင်နေပါတယ်အခုလိုပြောင်းရွှေ့ရမှာလဲမိသားစုဝင်တွေကိုအတိပေးခြင်းလုံးဝမရှိဘူးလို့မိသားစုဝင်တွေကပြောပါတယ်အနောက်လွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်းကထောင်ပြောင်းရွှေ့ခံခဲ့ရတဲ့တောင်းသားကောင်းဆောင်ကုကူကြီးဟာလဲဘဲထောင်ကိုပြောင်းရွှေ့မှမသိရတဲ့အတွက်မိသားစုဝင်တွေစိုးရိမ်ပူပန်နေရပါတယ်ခင်ဗျာကြားရတဲ့အတိုင်းပဲမရေအတွက်နိုင်တဲ့ဆွဲချက်တွေ တက်တန်းနဲ့မမျှတဲ့နှစ်ရှည်ထောင်တန်းချမှတ်မှုတွေမန်းဆလို့မရတဲ့ထောင်ပြောင်းရွှေ့မှုတွေဖြစ်ပေါ်နေတာကြာခဲ့ပါပြီအခုအထိကြားနေရတယ်လို့ထမှန်ပြီးကြားရအောင်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေစေဖြစ်ပါတယ်သူ့ကိုဆွဲဆိုထားတဲ့အမှုခုနှစ်ခုတည်းကအမှုသုံးခုအတွက်အင်းစိန်ထောင်ထူတရားရုံးကထောင်ဒဏ်45နှစ်ချမှတ်လိုက်တာပါနာဂိတ်ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ကာလအတွင်းမှာပဲစစ်ဆိုးရကဖမ်းဆီးခဲ့ပြီးရုံးတင်တရားစွဲခဲ့တာ 6လအကြာမှာတော့အခုလိုအမိန့်ချခဲ့တာဖြစ်ပါတယ်။လူရှင်တော်စာကနာအမှုကိုကျိုးဆောင်လိုက်ပါပေးနေတဲ့ရှေ့နေ၃ဦးတည်းကဦးအောင်သိန်းနဲ့ဦးခင်မောင်ရှိန်တို့ရှေ့နေအူးကိုလည်းတရားရုံးကိုမထိန်မဲ့မြင်ပြုတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ထောင်နှံလေးလစီအပြစ်ပေးပြီးနေထောင်တွေပို့ဆောင်ခဲ့ပါတယ်။ဇီယာတော်ကိုတရားမဝင်အသိဖွဲ့စည်းမှုနိုင်ငံသားဝင်ကန်ဆာမှုစတဲ့ပုံမှန်တွေနဲ့အခုလ20ရက်နေ့ကထောင်နှံချမှတ်လိုက်တာပါ။သူနဲ့အတူလှုပ်ဖော်ကိုင်မဲ့တငယ်ချင်းတွေဖြစ်တဲ့အာကာဘူအောင်စီယာဖြိုး တိဟောင်ဝင်းတင်ဝေလွင်မျိုးနဲ့ရန်နိုင်သူတို့ကိုလည်းတရားမဝင်အသင်ဖွဲ့စည်းမှုနဲ့ထောင်နဲ့ငါးနှစ်စီချမှတ်ခဲ့ပါတယ်။ဒီသတင်းစိုးတွေကိုကြားရသူအလုံးရင်ထဲမှာပေါက်ကွဲနေကြရသလိုတောကတွေဒေါသတွေနဲ့ရင်ထဲမှာမီးလောင်နေကြရသလိုနိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေလည်းအပြေးအလွာအငိုအယိုနဲ့မိသားစုဘဝတွေပြိုပြက်ခဲ့ကြရပါတယ်။88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုချီမီကိုရှမ်းပြည်နယ်တောင်ကြီးထောင်ကိုပြောင်းရွှေ့ခဲ့ပြီး ဇနီးဖြစ်သူမန္တီလာသိန်းကိုတော့တရက်ထောင်ကိုပြောင်းရွှေ့ခဲ့တာပါခလေးအနေအရာရောဒီဖခင်မိခင်အရာရောသူတို့အတွက်ကတော့တကယ်ကိုချီကွဲစရာဒီအဖြစ်ဖြစ်မျိုးပါလေဘာလို့ဆိုတော့တယောက်တနေရစီတယောက်နဲ့တယောက်တယောက်နဲ့တယောက်ဖေးမလို့မရအားပေးလို့မရအကူညီလို့မရတိုင်ပင်လို့မရတဲ့ကိစ္စဒီလိုကိစ္စမျိုးဆိုတာခလေးအတွက်ကိုလည်းသူတို့စိုးရိမ်ပါပဲဖခင်စိတ်မိခင်စိတ်နဲ့ကိုသူတို့အတော့ကိုထိခိုက်နေမယ်အဲ့အတွက်ကျွန်တော်တော်ချီကွဲစရာပါသားသမီးဆိုတာ သူအစင်းစင်ဖွံ့ဖြိုးမှုကိုမိခင်ဖခင်နိုင်ရမြင်ဘူးခြင်းပဲပြုစုပြိုးထောင်ခြင်းပဲဒီခွင့်ရေးကိုသူတို့ဆုံးရှုံးသွားတယ်ဒီအတွက်ကတော့ဒါကျမတို့မိဘကျမဇနီးမယားတယောက်အနေနဲ့မိခင်တယောက်အနေနဲ့ကတော့တကယ်ကိုချီးကျွေးစရာပဲအဲ့တော့သူတို့ကိုလည်းကျမကျမတို့ပြည်သူပြည်သားတွေကအားပေးကူညီကြမယ်သူတို့ကိုမိသားစုလေးကိုဝိုင်းပြီးတော့စောင့်ရှောက်နိုင်မယ်လို့ကျမမျှော်လင့်ပါတယ်ဒါကြောင့် အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ကိုအကြမ်းဖက်သမားတွေဝန်ရောက်တိုက်ခိုက်လို့မီးလောင်ပေါက်ကွဲဝမ်းနဲ့ငိုကြွေးဖြစ်ကြရတာဟာမြန်မာနိုင်ငံတဲ့နောက်ကျတယ်လို့ကျွန်တော်ပြောလိုက်ရတာပါဒါပေမဲ့ဟိုမှာကအကြမ်းဖက်သမားတွေကြောင့်ဝမ်းနဲ့ကြေကွဲမှုတွေဖြစ်ကြရတာပါကျွန်တော်တို့နိုင်ငံကတော့နောက်တစ်ခါကျွန်တော်တို့နိုင်ငံကပြည်သူလူထုတွေကြတော့ဘယ်သူကြောင့်အခုလိုဝမ်းနဲ့ကြေကွဲပေါက်ကွဲနေကြရတာလဲ တရားလုံးကဘာသာသာသနာအတွက်ကုသိုလ်အမျိုးမျိုးယူနေကြတဲ့ချိန်မှာမင်းတို့တွေကအကုသိုလ်စရိုက်ဆိုးအမျိုးမျိုးတွေနဲ့တောင်းကျမ်းကျင်တိုင်းတောင်းကျမ်းနေကြဟာလားကျွန်တော်ပြောခဲ့ဘူးပါလေဒီနေ့ခေတ်ဟာလူတို့အချစ်နဲ့တိုင်းတာတဲ့ခေတ်အတိအသက်အသားအသွေးရှိတဲ့သူတွေကအသွေးအသားအတိအသက်ရှိတဲ့လူတွေပေါ်ညံအမျော်အမြင်နဲ့စောင့်ရှောက်တဲ့ခေတ်လို့ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာကအသားတွေအသွေးတွေအသက်တွေကြတော့ရှိပါရဲ့အသည့်မရှိတော့အမြော်အမြင်လည်းမရှိအဆောင်အရှောက်ကလည်းနတ်တိမေတ္တာကလည်းဒုံဒီအဲဝါရကြတော့မုသာဝါရဆိုရက်လူတွေကြောင့်တရားဥပဒေဆိုတာလဲအရာအဖို့ပြေလောက်အောင်ကိုမမှန်ကန်ဘူးထင်နေရတာပါ ထိုင်းနိုင်ငံမှာဆိုရင်မူရစ်ဆေးဝါးနဲ့ဆိုင်တဲ့ရာဇဝတ်မှုတွေဟာအစိုးရကိုဝေဖန်ရှုတ်ချတဲ့အမှုတွေထက်အဆပေါင်းများစွာအပြစ်ဒဏ်ကြီးလေပါတယ်။ဆန့်ကျင်စုံကတော့ဒီနေ့ဟုတ်ဤဆောင်ของပန်းชีวิตนะครับမြန်မာပြည်မှာ65နှစ်မကကြီးလေတဲ့ထောင်ဒဏ်တွေအချခံလိုက်ရတဲ့88မျိုးဆက်တွေရဲ့စီတန်းလှဲ့လေဆန္ဒပြမှုဟာထိုင်းမှာဆိုရင်လုံးဝအပြစ်မရှိတဲ့လောက်ရတွေသာဖြစ်လို့အာဏာပိုင်တွေကသူတို့ကိုဘာအပြစ်မှုနဲ့မှဖမ်းဆီးလို့မရနိုင်ပါဘူး။ မြန်မာပြည်ကဥပဒေဟာစစ်အစိုးရကပြည်သူတွေကိုကြိုက်တယ်လို့ဖိနှိပ်အုပ်ချုပ်နိုင်ဖို့ချမှတ်ထားတာဖြစ်ပြီးထိုင်းမှာတော့အစိုးရရော ပြည်သူတွေအားလုံးဟာဥပဒေတစ်ခုတည်းအောက်မှာရှိနေကြတာဖြစ်ကြောင်းကိုထိုင်းရှိနေကရှင်းပြသွားခဲ့ပါတယ်ခင်ဗျာမွေးစေဝါမှုက15နှစ်ဒီမိုကရေစီရေးဆောင်ရွက်သူကြတော့နှစ်60ကျော်တဲ့အဲတဘာဝဘေးဒဏ်ခံရတဲ့ပြည်သူတွေကိုမကူညီပဲဒုက္ခတွေတွေရဲ့ထမင်းလုံဝင်လူတဲ့သူတွေ နိုင်ငံကအကူအညီတွေကိုရောင်းစားတဲ့သူတွေအေးအေးယူမခံရပဲနာဂစ်ကယ်ဆယ်ရေးလုတ်တဲ့သူတွေကြတော့ဖမ်းဆီးထောင်ချခံရတဲ့အာနာပိုင်တွေကဇာကနာနဲ့အတူဖမ်းဆီးခဲ့တဲ့အကစားအက်ဒီတာကိုဇော်သက်ထွေးကိုထောင်နဲ့15နှစ်ကိုတင်မောင်အေးကိုထောင်နဲ့25နှစ်နဲ့ကိုတန်းစင်အောင်တို့ကိုထောင်နဲ့15နှစ်အသီးသီးချမှတ်ခဲ့ပါတယ်လူချင်းတော်ဇာကနာကိုအမှုပေါင်း9မှုနဲ့တရားစွဲဆိုထားတာဖြစ်ပြီးအခုချတဲ့ထောင်နဲ့45နှစ်ဟာ သုံးမှုအတွက်ပဲဖြစ်ပါတယ်။ကြံတဲ့အမှုလေးမှုအတွက်ပြည်တံဘလောက်ချမှတ်အောင်မယ်ဆိုတာမသိရသေးပါဘူးခင်ဗျာ။ဒါဆိုရင်စေဆိုးရလက်ထက်မှာပေါ်ပေါက်လာတဲ့အလူဒါနပြုကြသူငါဆိုတဲ့ဇကားဟာအနစ်ဆာရောက်သွားပြီလို့ပြောရတော့မှာပေါ့။နောက် electronic ပုတ်မှာတဲ့။သာသနာတော်ညှိုးနှွမ်းစေမှုငြိမ်းဥပပြမှုကိုထိခိုက်စေမှုစတဲ့ပုံမှာတွေပြင်အခုတလောခက်စားနေတဲ့ electronic အုပ်တွေပုံမှာတို့နည်း စစ်အစိုးရကထောက်နှံတွေတွ့မြင့်ချခဲ့တာပါအတိအကျထမ်းတယ်យ៉ាងထုတ်တောင်းထိုင်းနိုင်ငံဥပဒေမှာ electronic ဆိုင်ရာစက်ကရီယာတွေကိုတုံးပြီးအစိုးရကိုအကြီးအညိုပြက်အောင်လုပ်မှုထောင်ဒဏ်ချမှတ်ထားတာမရှိတဲ့အပြင်စုံစမ်းရေးဌာနတွေကပြည်သူတွေရဲ့ဖုန်းနဲ့အီးမေးလ်တွေကိုဂျပ်ဖြတ်နားထောင်ခွင့်လုံးဝမရှိပါဘူး။ Ừm ဒီစစ်အစိုးရလက်ထက်မှာတော့လျှက်စီးလက်ရင်တောင်ရာသီဥတုကိုဖမ်းပြီး electronic ပုံမှန်နဲ့နှိစေထောင်ဒဏ်ချမှတ်တဲ့သဘောရှိနေပါတယ်။ ဒါပေမဲ့ဒီလိုအကြောင်းရင်းတွေနဲ့တိုင်းပြည်ဟာကတောင်းကနေဖြစ်နေပေမဲ့နိုင်ငံငြိမ်းချမ်းရေးဒီမိုကရေစီရေးဆောင်ရွက်နေသူတွေကြတော့ဂုံပြောင်းခဲ့တဲ့သမိုင်းအစဉ်အလာတွေကိုမေ့မထားကြပါဘူးပြီးခဲ့တဲ့နိုဝင်ဘာ22ရက်စနေနေ့ကကျင်းပခဲ့တဲ့68ကြိမ်မြောက်မြို့သားနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရုံးချုပ်မှာကျင်းပနေခဲ့တာဖြစ်ပါတယ်ဖွဲ့စည်းပုံခြေကောင်းတွေကိုပါဝင်နိုင်ငံရေးစီးပွားရေးလူမှုရေးအထွေထွေအကြံပေးများကိုဒီမိုကရေစီရည်မှန်းကြစွာဖြည့်ရှင်းနိုင်ရန်တလို့ပဲဒီမိုကရေစီရဲ့လူ့အခွင့်အရေးအတွေ့ဆွတ်လွတ်သူမှန်သမျှလွတ်မြောက်ရေးကိုလည်းမိတ်မထားကြပါဘူး အာနာပိုင်တွေဘက်ကတားဆီးပိတ်ပင်လေးရှိပေမယ့်အဖွဲ့ချုပ်ဝင်တွေကတော့အပတ်စဉ်မဖြစ်ပြအောင်လုပ်ကြပါတယ်။နိုင်ငံရေးကျင်းသားတွေလွမြောက်ပါစေလို့ယူရပြီးတော့ဒီလိုစတောင်းပြီးတော့ဒီပေါ့တာတော်တွေကိုဆွန်လောင်းတဲ့အတွက်ကြောင့်မလို့လည်းပဲအနီတို့ရဲ့ယူရချက်တွေအနီတို့ရဲ့စူတောင်းချက်မျောလင်းချက်တွေကပြည့်စုံနေတယ်လို့အပြရတော့ဒီလိုပဲယူရပါမယ်။တကယ်တကယ်တော့စူတောင်းတယ်ဆိုပေမဲ့ဒါနိုင်ငံပြုချာမှုတွေကနေကျွန်မတို့လုံးတာပါကျွန်မတို့လက်ထက်မှာလက်နဲ့လည်းမရှိဘူးငွေလည်းမရှိဘူးအာဏာလည်းမရှိဘူး ကျမတို့မှာလုတ်ချင်တယ်ဆိုစိတ်တက်လုတ်နေပါတယ်ဆိုတော့ကျမတို့ရဲ့ပြရုပ်ကိုပြည်သူလူထုသိဖို့လူနည်းစုပဲသိဒီလူများစုပဲသိဒီကဘာသိဒါတွေကကျမတို့စိတ်တက်ရှိရဲ့လူတွေတက်ပြလို့လည်းမရဘူးထုလို့လည်းမရခြေလို့လည်းမရဖောင်းလို့လည်းမရကျမတို့ကအမြဲတမ်းရက်တိလှုပ်ရှားနေမယ်ဒီမိုကရေစီကိုဥတည်နေတယ်လူထုရဲ့ဒုက္ခတွေတတ်တာခွင့်ရစေခြင်းနဲ့စိတ်ဆန္ဒနဲ့ဒါလည်းနိုင်ငံရေးလှုပ်ရှားမှုတည့်ရပဲအမှန်တော့တချို့ကလည်းဖျားတက်ဆူတောင်းကြတယ်လို့တချို့ကတော့ဆုံးလောင်းလူဝဲတွေကျင်းပါကြပါတယ် အခုလိုဆုံးလောင်းလူပွဲတွေကိုစေတနာရှင်တွေရဲ့ထက်ဝင်အလူငွေတွေနဲ့သာမတူလို့ဆောင်တာပါဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးလှုပ်ရှားမှုအလူပွဲတွေကိုမကြသေးခင်ကမှလွတ်မြောက်လာတဲ့အဖွဲ့ချုပ်အတွင်းရေးမှူးဦးဝင်းတင်ကလည်းအပြည့်အဝထောက်ခံပါတယ်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးလှုပ်ရှားမှုစုတောင်းပွဲဆုံးလောင်းပွဲတွေကိုရန်ကုန်ရွှေတဂုံအဖွဲ့ချုပ်ရုံးရှိတာမကမော်ဘီတိုက်ကြီးနဲ့မိထီလာမြို့တွေမှာလည်းအပတ်စဉ်လှုပ်ဆောင်နေစေပါ ဒီထဲမှာကိုလံဘီယာကအမျိုးသမီးလူခွင့်ရေးခေါင်းဆောင်ရဲ့စကားဟာအတော့ကိုမှတ်သားဖို့ကောင်းလာသလိုကျွန်တော်တို့အတွက်လည်းအားရှိလာပါတယ် Special message for Aung San Suu Kyi I want to tell her that I love her ကျမတို့ကိုချစ်ခင်တဲ့အကြောင်းပြောပြချင်ပါတယ်။ဒေါန်ဆန်းစုကြည်အကြောင်းနေ့တိုင်းလိုလိုကျမတွေးမိပါတယ်။ကျမဒေါန်ဆန်းစုကြည်ကိုအလွန်ပဲလေးစားမျက်နှာပါတယ်။ ဒေါန်ဆန်းစုကြည်ဟာမြန်မာပြည်ရဲ့ဝိညာဉ်မြန်မာပြည်ရဲ့မျှော်လင့်ချက်လို့ကျွန်မထင်ပါတယ်။သူအသက်ရှိရှိနေနိုင်ရေးကအရေးကြီးပါတယ်။ဒီညဟာဘလောက်ပဲမဲမှောင်နေပါစေ မြန်မာပြည်အတွက်ဒေါန်ဆန်းစုကြည်ဟာအလင်းရောင်ဖြစ်ပါတယ်။ဒီအလင်းရောင်ကလေးဆက်လက်တောက်ပနေပြီးနေမင်းကြီးလိုတောက်ပလာဖို့လိုအပ်ပါတယ်။အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ကိုအကျန်းဖက်သမားတွေကဝင်ရောက်တိုက်ခိုက်ပြီးတောင်းဆိုမှုတွေလုပ်တယ်။အဲစစ်အစိုးရကလည်း ဒီမိုကရေစီရဲ့လူအခွင့်အရေးနဲ့မုံတိုင်းတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်သူတွေအပေါ်သူတို့ကိုတစားကန်အဖြစ်ဖမ်းဆီးပြီးငြိမ်းချမ်းကောင်းမွန်လာမယ့်ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကို ပြန်ပေးဆွဲထားတာပါအေးသူတို့တောင်းဆိုတာကတော့သူတို့တောင်းဆိုနေတာကတော့2010ရွေးကောက်ပွဲကိုထောက်ခံပေးဖို့ပါပဲအခုကျွန်တော်ပြောသလိုမဟုတ်ဘူးဆိုရင်စစ်အစိုးရဟာလက်ရှိဘာတွေလုပ်နေသလဲ တယောလုံးကဘာသာသာသနာအတွက်ကုသိုလ်အမျိုးမျိုးယူနေကြတဲ့ချိန်မှာမင်းတို့တွေကအကုသိုလ်စရိုက်ဆိုးအမျိုးမျိုးတွေနဲ့တောင်းကျမ်းကျင်တိုင်းတောင်းကျမ်းနေကြဟာလားရှူစားနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ